င်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ချက်ဖို့ပါတီတဲကိုအကျန်းဖတ်မင်းအောင်လိုက်အမိန်နဲ့စစ်ဘုတ်ချုပ်တွေကမိုးကြွှေကိုလွတ်တော်အမတ်လောင်းနေအဖြစ်ဝင်ရောက်လာမှုကြောင့်ပါတီအတွက်အကြီးအကျယ်မကြေနပ်မှုတွေဖြစ်ပေါ်နေပြီးချက်ဖို့ဥက္ကဋ္ဌကင်းင်းနဲ့စီစီအဖွဲ့ရဲ့နှုတ်ဆက်မိတာကိုပါပြစ်တင်ဝေဖန်နေကြတယ်ဆိုပါလေစကိုင်းတိုင်းကဗမောက်မြို့ကို အောင်မြင်စွာအ ပိတ်သက်တက်ခိုက်သိမ့်ပိုက်နိုင်ပြီလို့အန်ဂျီကကွေးဝင်ကြီးဌာနအမှတ်၁စစ်တီတကနေတပ်ပုံတွေနဲ့တကွတရားဝင်ထုတ်ပြန်လာတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ကျန့်ဖို့ပါတီတဲကိုအကျန့်ဖက်မဲအောင်လိုက်အမိတ်နဲ့စစ်ဘူကျုပ်တွေကမုန်းချရွှေကိုလွတ်တော်အမှတ်လောင်းတွေအဖြစ်ဝင်ရောက်လာမှုကြောင့်ပါတီအတွက်အကြီးအကျယ်မကြေနပ်မှုတွေဖြစ်ပေါ်နေပြီး ကြံ့ဖို့ဥက္ကဋ္ဌခင်ရင်နဲ့စီးစီအဖွဲ့ရင်နှုတ်ဆက်နေတာကိုပါပြစ်တင်ဝေဖန်နေကြတယ်လို့ကြံ့ဖို့ပါတီတရင်ရင်မြစ်ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်။လက်ရှိမှာတော့အကြံ့ဖက်မဲအောင်လိုင်းရဲ့အမိန့်နဲ့ကြံ့ဖို့ပါတီတဲကိုစစ်တပ်ရဲ့ဗိုလ်ချုပ်ကြီးအဆင့်ကနေအောက်ခြေအဆင့်အထိစစ်အရာရှိတွေရုံးအုပ်နဲ့တက်ကြွကြီးစရေးဒရီပါမကြံ့စုစုပေါင်းအင်အား486ဦးကနဦးပြောင်းရွှေ့လာတယ်ဆိုပါတယ်။အဲ့ဒီစစ်ဗိုလ်ချုပ်တွေအတွက် ကျန်းဖို့ပါတီကလွတ်တော်မဲဆန္ဒနယ်တွေလဲခြံထားပေးရတဲ့အပြင်အဲ့ဒီမိုးချရွှေကိုဗိုလ်ချုပ်တွေကိုပါတီထဲမှာဦးစားပေးအဖြစ်ကျန်းဖို့ဥက္ကဋ္ဌခင်ရင်နဲ့ဗဟိုအလုံးမှုဆောင်အဖွဲ့ကစောင်ရွက်ပေးနေတာတွေကိုလဲပါတီအတွင်းမချေနှက်မှုတွေဖြစ်နေကြတယ်လို့ကျန်းဖို့ပါတီတရင်ရှင်းမြစ်ကပြောထားပါတယ်လက်ရှိကျန်းဖို့ပါတီထဲမှာအဲ့ဒီကိစ္စနဲ့အတော်ကိုပွက်လို့ရိုက်နေပြီတစ်ချိန်လုံးအပြောခံအတိုက်ခိုက်ခံနေရတဲ့ပါတီထဲမှာရွေးကောက်ပွဲနီးတော့မှစစ်ဘုတ်ချုပ်တွေနဲ့စစ်အရာရှိတွေကအလုံးရင်းလိုက်ဝင်လာတဲ့အထွတ် ဘာဒီထဲမှာရှိနေတဲ့လွတ်တော်ကုစလေလောင်းအဖြစ်ရီမန်ထားသူတွေရောမြို့နယ် EC တွေရောအတော်ကိုမချိမနဲ့ဖြစ်နေကြပြီးအခုပထမအတုံးမှာတင်ကျင့်ဖို့ပါတီလွတ်တော်ကုစလေလောင်းနေရာတည်ရာကျော်လောက်ကိုအဲ့ဒီစစ်တကလာတဲ့သူတွေအတွက်ပေးရမှာဖြစ်ပြီးဒါတော့ကနဥပဲရှိသေးတာဖြစ်လို့နောက်ထပ်လာအောင်မဲ့သူတွေရှိသေးတဲ့အတွက်ပါတီထဲမှာအတော်ကိုမချေမနှက်မှုတွေနဲ့ပွက်လို့ရိုက်နေကြတယ်လို့ကျန့်ဖို့ပါတီတည်င်းရှင်မြင့်ကရန်ကုန်ခေတ်ကိုရှင်းပြထားပါတယ်။ဒါအပြင် လက်ရှိကျန့်ဖို့ပါတီဥက္ကဋ္ဌခင်ကြီးနဲ့ဗဟုအလုံးမှုဆောင်အဖွဲ့ကိုလည်းကျန့်ဖို့ပါတီဝင်တွေကမကြေမနက်ဖြစ်နေကြသလိုအဲ့ဒီခင်ကြီးဟာစစ်တပ်အလို့ကြတာလိုက်ပါလှုပ်ဆောင်ပြီးပါတီဝင်တွေရဲ့ဆန္ဒသဘောဓာတ်ကိုအလေးမထားသူဖြစ်တယ်ဆိုပြီးတော့လေပါတီအတွင်းဝေဖန်မှုတွေရှိနေတယ်လို့ကျန့်ဖို့ပါတီသတင်းရင်းမြစ်ကပြောထားပါတယ်ဒါအပြင် လက်ရှိချက်ဖို့ပါတီအတွင်းမှာအခုလိုစစ်တပ်ကလာမဲ့မိုးချရွှေကိုစစ်ဖို့ချုပ်အမတ်လောင်းတွေဝင်ပြိုင်မဲ့မြို့နယ်တွေကိုစံနာမဲ့ရအောင်ကုညီတာတွေမလုတ်ဖို့ကိုပါသဘောထားတွေရှိနေကြပြီးဒါလည်းသူတို့အချင်းချင်းကြားမချေနှက်မှုတွေနဲ့ထူကြချက်ဖြစ်နေတယ်လို့ချက်ဖို့ပါတီတရင်ရှင်မိကပြောထားပါတီတယ်ခင်ဗျတဖက်မှာတော့စကိုင်းတိုင်းကဗမောက်မြို့ကိုအောင်မြင်စွာအပိတတိုက်ခိုက်သိမ့်ပိုက်နိုင်ပြီလို့အင်ဂျီကာကွယ်ဝင်ကြီးဌာနအမှတ်၁စစ်တေတကနေ တပ်ပုံသွေးနဲ့တကွတရားဝင်သတင်းထုတ်ပြန်လာပါတယ်။အဲ့ဒီဗမောက်မျိုးကိုစတေမလာ9ရက်နေ့ကစပြီးတော်လန်ရေးပူပေါင်းတပ်တွေထုံးစစ်ဆင်တိုက်ခိုက်နေရမှာစတေမလာ20ရက်နေ့မှာတော့တမျိုးလုံးကိုအောင်အောင်မြင်မြင်သိမ့်ပိုက်နိုင်ခဲ့တယ်ဆိုပါလေ။အဲ့ဒီဗမောက်မျိုးသိမ့်တိုက်ပွဲမှာအချက်ဖက်စစ်တဲ့လက်အောက်ခံဗျူဟာမှုရီထွန်းဦးစီးတဲ့ SNA တမဟာ614 69အပောင်းဝင်းရဲတွေနဲ့ပြူစောတီတွေပူပေါင်းအင်အားတက်ဆွဲထားတဲ့တက်စကန်ဂုံးတွေကို ဒေါ်လန်ရေးပူပေါင်းတပ်တွေကတခုပြီးတခုတက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်မြို့တဲကိုထိုးဖောက်ဝင်ရောက်ပြီးမြို့နယ်ရေစကန်အပါဝင်စစ်တပ်တပ်ဆွဲထားတဲ့နေရာမှန်သမျှကိုအကုန်လုံးတက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ MG ကာကွယ်ဝင်ကြီးဌာနအမှတ်၁စစ်တေတာရဲ့ထုတ်ပြန်ချက်ထဲမှာဆိုထားပါတယ်။ဒါအပြင်မြို့သိမ်းတပ်ဖွဲ့အတွင်းကြောင်လေရွာစခန်းကုန်းဘက်ကနေဗမောက်မြို့ကိုစစ်ကူလာတဲ့ကားစီးကိုပါတော်လန်ရေးတပ်တွေကဖြတ်တောက်တိုက်ခိုက်နိုင်ခဲ့တဲ့အပြင်အဲဒီကားကိုလည်းတခါတည်းမိရှုရှင်းလင်းနိုင်ခဲ့တယ်လို့ဆိုထားပါတယ်။ အဲ့ဒီဗမောက်မျိုးသိမ်းတိုက်ပွဲအတွင်းစစ်တပ်ကတော့သူတို့ရဲ့ထုံးစံအတိုင်းလေကြောင်းကနေဘုံကျဲတိုက်ခိုက်ပြီးပြစ်ကူတွေပေးခဲ့ပြီးမဲ့လေဒေါ်လိုင်းတတွေကအဲ့ဒီလေကြောင်းတိုက်ခိုက်မှုတွေကြားကပဲဗမောက်မျိုးကိုအောက်အောင်မြင်မြင်သိမ်းပိုက်နိုင်ခဲ့တယ်လို့ဆိုထားပါတယ်လက်ရှိမှာတော့အဲ့ဒီမျိုးသိမ်းတိုက်ပွဲအတွင်းကနေစစ်တပ်ကလက်နက်ခင်းရန်တွေကိုလည်းဒေါ်လိုင်းတတွေကတင်စီရရှိထားတယ်လို့ကြည်စံတွေဆိုရင်တက်တာလိုက်ရရှိထားတော်ရည်လည်းရှိပြီးတိုက်ပွဲအတွင်းစစ်တပ်ကမပါအလောင်းတွေကိုပါတော်လိုင်းရေးတပ်တွေကတင်စီရရှိထားတယ်လို့ တစ်ဖက်ကတော်လိုင်းရဲဘော်6ဦးလဲမြို့သိမ်းတိုက်ပွဲအတွင်းမြင့်မြတ်စွာအသက်ပေးလူသွားရတယ်လို့ UNG ကာကွယ်ရေးဝန်ကြီးဌာနအမှတ်၁စစ်တီတပ်ရဲ့ထုတ်ပြန်ချက်မှာဆိုထားပါတယ်။တရှိမှာတော့ဗမောက်မြို့ဒဲကနေထွက်ပြေးသွားတဲ့အကြမ်းဖက်စစ်တပ်နဲ့သူတို့စစ်တပ်လက်အောက်ကရှမ်းပြည် SNA တပ်တွေကမြို့ပတ်ဝန်းကျင်မှာရှိတဲ့ရွှေချောင်းပဟင်းကန်းနဲ့တာယာကုန်းကျေးရွာဘက်တွေအပါအဝင်မြို့ရဲ့မြောက်ဘက်အချမ်းတွေမှာပါပူပေါင်းအထိုင်ချတာတွေတွားလုံနေကြပြန်တယ်လို့သိရပါတယ်။အဲ့ဒီဗမောက်မြို့သိမ်းတိုက်ပွဲကတော့ MG ကကွေးဝင်ကြီးဌာနအမှတ်၁စစ်တေတာရဲ့ကုကဲမှုနဲ့ PDF တရင်တပ်ဖွဲ့တွေပကဖတပ်ဖွဲ့တွေမဟာမိတ်ပူပေါင်းတပ်တွေအားလုံးအတူတူကပူပေါင်းပြီး6ရက်အတွင်းမှာတွေမြို့ကိုအပီးသက်အောင်အောင်မြင်မြင်သိမ့်ပိုက်နိုင်ခဲ့တယ်လို့ MG ကကွေးဝင်ကြီးဌာနအမှတ်၁စစ်တေတာကနေဓာတ်ပုံတွေနဲ့တကွတရဝင်းတည်င်းထုတ်ပြန်လာတာပဲဖြစ်ပါလိမ့်ခင်ဗျတဖက်မှာလည်း စကိုင်းတိုင်းဝင်းသူမြို့နယ်ထောက်ကြံတော်ကျေးရွာမှာအချက်ဖက်စစ်တပ်နဲ့တော်လိုင်းပူပေါင်းတပ်တွေအကြားပုံရကြတိုက်ပွဲဖြစ်ပွားပြီးစစ်တပ်ကသေတဲ့သူတွေတော်တော်ကုန်များထားတဲ့အပြင်နောက်ထပ်စစ်သား၅ဦးကိုပါစစ်တုံးဘန်းတွေအဖြစ်အရှင်ဖမ်းဆီးရမိထားတယ်လို့တော်လိုင်းတရင်ရှင်မြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့စက်တင်ဘာလ၁ရက်နေ့ကစပြီးဝင်းသူမြို့နယ်အတွင်းစစ်ကြောင်းထုတ်ဝင်ရောက်လာတဲ့အချက်ဖက်စစ်တပ်စစ်ကြောင်းကို ထောက်ကြံတော့ခြေရွာအယောက်မှာတော်လိုင်းပေါပေါတက်တွေကပိတ်ဆို့တိုက်ခတ်ရမှာတော့ပုံရကြတိုက်ပွဲပြင်းထန်ခဲ့တယ်ဆိုပါတယ်အဲ့ဒီတိုက်ပွဲတွေအတွင်းစစ်တပ်ဘက်ကတေတဲ့သူတွေဒဏ်ရာရတဲ့သူတွေတော်တော်ကိုများထားပြီးနောက်ထပ်စစ်သား၅ဦးကိုပါစစ်တုံးမှန်အဖြစ်တော်လိုင်းတက်တွေကအရှင်ဖမ်းဆီးရမိထားတယ်လို့တော်လိုင်းဘက်ကလည်းရဲဘော်၄ဦးဒဏ်ရာတွေရထားတယ်လို့တော်လိုင်းသတင်းရင်းမြစ်ကပြောထားပါတယ်လက်ရှိမှာတော့အဲ့ဒီတိုက်ပွဲအတွင်းအရှင်ဖမ်းဆီးရမိထားတဲ့စစ်တပ်ဘက်ကစစ်တုံးမှန်၅ဦးရဲ့ပြောပြချက်အရတဲ့ တို့စစ်တပ်ဘက်ကအယောက်30ဝန်းကျင်ဟာ3ရက်အတွင်းမှာပဲအတီးတီးတိတ်ကုန်ကြတယ်လို့ပြောထားကြတယ်လို့အဲ့ဒီတိုက်ပွဲအတွင်းကနေလက်နက်ခဲယမ်းအချို့ကိုလည်းတော်လိုင်းရေးတပ်တွေကတင်းစီရရှိထားသေးတယ်လို့တော်လိုင်းရေးတပ်တွေရင်မြစ်ကပြောထားပါတယ်ခင်ဗျတပတ်မှာတော့ အကျဉ်ဖတ်စစ်တကကံဘလူထီလင်းနဲ့ပေါ့မြို့နယ်တွေမှာအရသာပြည်သူတွေနေထိုင်ရာနေရာတွေကိုပိတ်မထားပြီးလေရင်နဲ့ဘုံကျဲတိုက်ခိုက်မှုတွေကြောင့်ပြည်သူတွေဦးသေဆုံးထားတဲ့အပြင်နောက်ထပ်ပြည်သူ18ဦးကဒဏ်ရာရရထားပြီးစာတင်ကြောင်းနဲ့နေအိမ်တွေပါပျက်စီးထားတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ္တကိုပြောပါတယ်ကံဘလူမြို့နယ်မှာဆိုရင်ဒီကနေ့စက်တင်ဘာလ22ရက်နေ့မနက်ပိုင်းမှာတင်အကျဉ်ဖတ်စစ်တကရသပြည်သူတွေနေထိုင်ရာကြီစုကြီရွာကိုတိုက်ပွဲဖြစ်ပွားမှုမရှိဘဲလေရင်နဲ့လာပြီးဘုံတွေကျဲချသွားတယ်ဆိုပါတယ် အဲ့ဒီလိုစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ခြေရွာနေဒေါ်တန်အေးဆိုသူတိစုံခဲ့ရတဲ့အပြင်နောက်ထပ်ပြည်သူ19ဦးကဒဏ်ရာရရထားပြီးစာတင်ကြောင်းနဲ့နေအိမ်တွေပါပျက်စီးထားတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်။အလားတူပေါင်းမြို့နယ်နဲ့ထီလင်းမြို့နယ်အဆက်ကပုံတောင်ဘက်ကလည်းဒီကနေ့စက်တင်ဘာလ22ရက်နေ့မနက်ပိုင်းမှာပဲစစ်တပ်ကလေနဲ့လာပြီးဘုံသီးတွေဇက်တိုက်ကျက်ချသွားတယ်လို့အဲ့ဒီဘက်ကထိခဲ့ပျက်စီးမှုအခြေအနေတွေကိုတော့လက်တလုံးမသိရသေးဘူးလို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျ။ တဖက်မှာတော့ကရင်ပြည်နယ်မြဝတီမြို့အနီးက၄ကီကော်ဒေသကိုအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးနေပြီးလက်နက်ကြီးတွေနဲ့အစမပြတ်ပစ်ခတ်နေတယ်လို့ကရင်စည်ရေးသတင်းရင်းမြစ်ကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်။ဒါကတော့ဒီကနေ့စက်တင်ဘာလ22ရက်နေ့မနက်9:00နာရီဝန်းကျင်လောက်ကစပြီးအကြမ်းဖက်စစ်တပ်ကကရင်ပြည်နယ်မြဝတီမြို့အနီးမှာရှိတဲ့၄ကီကော်ဒေသနဲ့မက်ထော်တလေးဘက်ကိုလက်နက်ကြီးတွေတောက်လျှောက်ပစ်ခတ်ပြီးမြေပြင်ကနေစစ်ကြောင်းထိုးလာနေတယ်ဆိုပါတယ်။လက်ရှိမှာတော့ အချက်ဖက်စတက်ကမြေပြင်ကနေ 4K ကဘက်ကိုစစ်ကြောင်း3ကြောင်းနဲ့ဝင်ရောက်နေပြီးလက်ရှိသိရှိထားချက်အရအင်ဂျီဂုံဘူယန်နိုင်ဂုံနဲ့ဖုံကြီးကြောင်းဘက်တွေအပြင်ကြောက်ကူဘက်ကနေလည်းစစ်ကြောင်းဝင်ရောက်နေတဲ့အကြောင်းကိုတိထားရတယ်လို့ကရင်စီးရီးသတင်းရှင်းမိကပြောထားပါတယ်။အဲဒီနောက်မနက်စနေဝင်းကျင်လောက်ရောက်မှတော့တော်လန်ရီးတပ်တွေဘက်ကလည်းပြန်လဲပစ်ခတ်မှုတွေစတင်ဖြစ်ပွားလာတယ်လို့နှစ်ဖက်စစ်ရေးကတော့တင်းမာလာနေပြီးတိုက်ပွဲတွေအကြီးအကျယ်ဖြစ်လာမဲ့သဘောမှာရှိနေတယ်လို့လည်းဆိုပါတယ်။ လက်ရှိအဲ့ဒီ၄ကီကောဘက်ကိုမြောက်ရီမြို့မှာရှိတဲ့အချက်ဖတ်စစ်တပ်ရဲ့ခလာယာ2ခွန်5ကနေပါလက်နက်ကြီးနဲ့ပစ်နေပြီအဲ့ဒီလိုစစ်တပ်ကလက်နက်ကြီးပစ်ခတ်တဲ့တွေဟာထိုင်းနိုင်ငံမဲဆောက်မြို့နေဆက်အထိပါကြားနေရတယ်လို့မဲဆောက်မြို့နေပြည်သူတို့ချုပ်ကလည်းပြောထားပါသေးတယ်ခင်ဗျတဖက်မှာတော့မန္တလေးတိုင်းတောင်သားမြို့နယ်မင်းကန်ကျေးရွာအနီးမှာရှိတဲ့ဒံငွေပိုက်လိုင်းဆောက်အကျန်းဖတ်စစ်ကောင်စီလက်အောက်ခံရဲတွေကအမျိုးသမီးတို့ကိုဖမ်းဆီးခေါ်ဆောင်ပြီးအာဓမပြုကျင့်ခဲ့ကြတယ်လို့ ရုံးစီကြီးဘက်မှလည်းအာရမပြုကျင့်ခံထားရတဲ့အမျိုးသမီး6ဦးကိုစစ်တပ်ကနေအိမ်တလုံးမှာပိတ်လောင်ထားပြီးနေ့စဉ်ဖျော်ဖြေခိုင်းနေတယ်လို့ဒေတာတွင်သတင်းရင်းမြစ်တွေကရန်ကုန်ခေတ်ကိုပြောပါတယ်။တောင်သာမြို့နယ်မှာဆိုရင်စက်တင်ဘာလ9ရက်နေ့ကပဲမင်းကန်ကျေးရွာဘိုးဘွားဂိတ်အနီးကတရုတ်တပ်ငွေပိုင်လိုင်းစောင့်နေတဲ့အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံရဲတွေဟာမင်းကန်ကျေးရွာနေအမျိုးသမီးတအုပ်ကိုဖမ်းဆီးခေါ်ဆောင်ပြီးအာရမပြုကျင့်ခဲ့ကြတယ်ဆိုပါတယ်။အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အာမပြုချင်းခံရတဲ့အမျိုးသမီးဘက်ကတောင်တမြို့နဲ့ရက်စကတ်မှာသွားပြီးတော့အမှုဖွင့်ခဲ့ပြီးမြက်လက်ရှိအချိန်ထိအရေးယူဆောင်ရွက်မှုမရှိဘူးလို့လည်းဒေတာတွင်းသတင်းရင်းမြစ်ကပြောထားပါတယ်။အလားတူတောင်တမြို့နဲ့ရုံးစီကြီးကျေးရွာမှာတဆွဲထားတဲ့အကြမ်းဖက်စစ်တပ်နဲ့ပြူစောထိပ်တွေအပဝင်မှော်ပြီးရင်တရင်ငါကရဲတွေပါတဲ့စစ်ကြောင်းဟာကျေးရွာနဲ့အမျိုးသမီး6ဦးကိုဖမ်းဆီးပြီးတော့အာမပြုချင်းခဲ့ရုံနဲ့မကအဲ့ဒီအမျိုးသမီး6ဦးကိုနေအိမ်တစ်လုံးထဲမှာပိတ်လောင်ထားပြီးနေ့စဉ်ဖျော်ဖြေခိုင်းနေတယ်လို့ဒေတာတွင်းသတင်းရင်းမြစ်ကပြောထားပါတယ်။ လက်ရှိအချက်ဖက်စစ်တပ်စစ်ကြောင်းတွေဟာဒေါ်လာအင်တက်တွေနဲ့ထိတ်တိုက်မတွေ့တဲ့အခါမျိုးတွေမှာရသပြည်သူတွေနေတဲ့ခြေရွာတွေကိုဝင်ရောက်ပြီးပြည်သူတွေကိုဖမ်းဆီးနှိပ်စက်တာတွေအခုလိုမျိုးသမီးတွေကိုအာမပြုကျင့်တာတွေအပြင်ခြေရွာတွေကပြည်သူပိုင်းပစ္စည်းတွေကိုစိတ်ကြိုက်ခိုးယူတဲဆောင်တာတွေပါလုံနေုံနဲ့မကနေအိမ်တွေကိုလည်းမိရှုဖျက်ဆီးနေကြတာဖြစ်တယ်လို့ဒေတာတွင်သတင်းရှိမိကပြောထားပါသေးတယ်ခင်ဗျာတဖက်မှာတော့စကိုင်းတိုင်းကမုံရွာမြို့နယ်အတွင်း စစ်ကောင်စီအထိုင်ဂိတ်စခန်းတွေကနေရတပ်ပြည်သူတွေနေထိုင်ရန်ဘက်ကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်မှုကြောင့်ပြည်သူတို့ဦးတည်ဆုံးထားပြီးနောက်ထပ်ပြည်သူ9ဦးကဒဏ်ရာရရထားတယ်လို့စကိုင်းပြည်သူဖိမကူကွန်ရက်ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်။ဒါကတော့မုံရမြို့နယ်မှာစစ်တပ်ကမြေပြင်စစ်ကြောင်းထိုးတိုင်းဒေါ်လာရင်းတတွေရဲ့တိုက်ခိုက်ချေမှုန့်မှုကိုသာခံရတဲ့အတွက်မုံရမြို့နယ်မှာဦးစစ်တပ်အထိုင်ဂိတ်ကနေ စတေမလာ၁၉ရက်နေ့ကပဲစစ်ကြောင်းမထွက်လာရဲပဲအဝေးကနေအယက်သားပြည်သူတွေနေထိုင်ရာဘက်တွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်ဆိုပါလေအဲ့ဒီလိုအကြမ်းဖက်စစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်ငကားတွင်းခြေရွာနေပြည်သူတို့ဦးသိဆုံးခဲ့ရပြီး နောက်ထပ်ပြည်သူ9ဦးကဒဏ်ရာရရထားတယ်လို့စကိုင်းပြည်သူဖိမကူကွန်ရဲ့ရဲတာဝန်ရှိသူတို့ကပြောထားပါလေလက်ရှိမုံရမြို့နယ်မှာတော့ဒေါ်လာရေးတပ်တွေထိန်းချုပ်ထားတဲ့နယ်မြေတွေကိုစစ်တပ်ကစစ်ကြောင်းထိုးလာတိုင်း သူတို့စစ်တပ်ဘက်ကသာတော်လိုင်းတပ်တွေရဲ့တိုက်ခိုက်ချေမှုန့်မှုကိုခံရတဲ့အတွက်အခုလိုသူတို့ရဲ့ gas ခန်းတွေကနေအဝေးကလှမ်းပြီးရသပြည်သူတွေနေထိုင်ရာဘက်တွေကိုပါလက်နက်ကြီးနဲ့ပစ်ခတ်တာတွေလုပ်နေတာဖြစ်တယ်လို့ data တွင်တင်ရေးမိကပြောထားပါသေးတယ်ခင်ဗျโอเคဒါကတော့ရုံခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ